်မင်္ဂလာပါရှင်ကျမကတော့ချေချိုဆမ်းပါ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါတော့မယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီကဒရုန်းပုံးတွေကိုအသုံးပြုပြီးအရက်သားကျေးရွာတွေကိုဗုံးကျဲတိုက်ခိုက်တဲ့အတွက်ကျေးရွာတွေဟာဇက်တိုက်ဆိုသလိုမိလောင်မှုတွေရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်။ မလဆယ်ရနေ့ကကြောက်ဖြူမြို့နယ်အထက်ကကတ်တပြေကျေးရွာကိုဒရုန်းနဲ့ပုံကျဲတက်ခိုက်ခဲ့လို့ကျေးရွာသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၂၀ထက်မနည်းမိလောင်ပျက်စီးခဲ့တယ်လို့ကြောက်ဖြူဒေသခံတယောက်က ပြောပါတယ်ဒီနေ့တည်းမှာပဲကြောက်ဖြူမြို့နယ်ထဲကစနဲဆေးုံကိုအသေးခံဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဆေးုံခွဲကန်းတွေမှာထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီဟာကြောက်ဖြူတိုက်ပွဲမှာဒညဝရီရဲတပ်ဌာနချုပ်ကနေဒရုန်းတွေနဲ့ခြေရွာတွေကိုဗုံးကျဲတက်ခိုက်နေတာကြောင့်မလအတွင်ခြေရွာ300အထိမိလောက်ခဲ့ပြီးနေအိမ်200ကျော်အထိမိလောက်ပျက်စီးခဲ့တယ်လို့နောက်ထပ်ကြောက်ဖြူဒေသခံတယောက်ကပြောပါတယ်ကျောက်ပြမြို့နယ်မှာဖေဖော်ဝါရီလ20ရက်နောက်ပိုင်းကလေးကစစ်ကောင်စီနဲ့အာရခတပ်တော် AA တို့အကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေကြတာဖြစ်ပြီးစစ်ကောင်စီကဒရုန်းကိုအဓိက သုံးပြီးခုခံတိုက်ခိုက်လာတာလည်းဖြစ်ပါရဲ့ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရှေမြို့နယ်အင်းလေးတောင်ပိုင်းစံကားအင်းမှာဆက်လီမောင်းနှင်ခွင့်ကိုပြန်လို့ပြည်သူစစ်ကပိတ်ပင်လိုက်တဲ့အတွက်ကုန်စည်သက်ဆောင်မှုအတွက်ခက်ခဲဖြစ်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။ဇန်နဝါရီလကလေးကစတင်ပိတ်ပင်တာဖြစ်ပြီးဆက်ပါတဲ့လှေအကုန်လုံးကို မောင်းနှင်ခြင်းခွင့်မပြုတော့တာဖြစ်ပြီးဆက်မပါတဲ့လှေအသေးကိုသာစီခွင့်ပြုတယ်လို့ဆိုပါတယ်။တိုက်ပွဲစဖြစ်ကလေးကပြမောင်းတာဖြစ်ပြီးဆက်လီမမောင်းရတဲ့အတွက်ဆန်တွေနဲ့ပစ္စည်းတွေတရားခတ်နေက မောင်းနှင်ခွေပြုတဲ့အလှငယ်တစည်းကိုလည်းတယောက်သာစီကွင်ပြုတယ်လို့ဒေတာကန်ကပြောပါတယ်။ဖေဖော်ဝါရီလဒုတိယပတ်မှာဆက်လျင်မောင်းတဲ့ဒေတာကန်ကိုတနက်နဲ့လိုက်ပစ်ခတ်ခဲ့တယ်လို့ဒေတာကန်တယောက်ကပြောပါတယ်။ဆက်လျင်မောင်းတဲ့အချိန်တနက်နဲ့လိုက်ပစ်တဲ့အတွက်နောက်ပိုင်းမှာဘသူမှမမောင်းရတော့ပဲဆက်မပါတဲ့လှင်နဲ့ပဲသွားကြရတဲ့အတွက်အချိန်ကြာတယ်လို့နောက်ထပ်ဒေတာကန်တယောက်ကပြောပါတယ်။စံကားဒေတာကကျေးရွာ20ကျော်ဟာ ရေလန်းကိုသာအဓိကအသုံးပြုနေရတာဖြစ်ပြီးတိုက်ပွဲတွေကြောင့်ဒေသခံ9000ကျော်ဘေးကင်းရာကိုတိမ်းရှောင်နေကြရပါတယ်ရှင်။ဝိုင်ဝန်းပိတ်ဆို့ခံထားရတဲ့စစ်ကောင်စီတပ်ကဒံမြန်ထိုးစစ်ဆင်လာလို့တွင်းငယ်ရွာနဲ့တပိတ်ကျခွန်မာရွာအကြားကနေရာတွေမှာတိုက်ပွဲပြင်းထန်နေတာဆရဲဝန်ကျင်ရှိလာပြီလို့စစ်ရေးသတင်းရင်းမြစ်တွေနဲ့တာဝန်ရှိသူတွေကပြောပါတယ်ဆိုသူအောင်သတင်းပေးပို့ထားပါတယ်ရှင် တော်လိုင်းပူပေါင်းတပ်တွေကမန္တလေးမြကြီးနားလမ်းပေါ်ကတွင်းငယ်ရွာကို2024ခုနှစ်ဩဂတ်လ18ရက်မှာထိန်းချုပ်လိုက်တယ်လို့တပေကျင်းမြို့ကိုတော့ဩဂတ်လ25ရက်မှာသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တပေကျင်းမြို့နယ်တွင်းငယ်ရွာနားမှာရှိတဲ့အမတ်73တမ်းမြင့်လင်းကျင်းအကြောင်းတတက73ခုနမရွာနားမှာရှိတဲ့စခါတနှစ်စစ်အခြေခံလင်းကျင်းတပ်နဲ့ကြောက်ကြီးရွာကနေပညာတပ်တွေကြန့်ရှိနေသေးတာဖြစ်ပါတယ်။ အဆင်တော်စီကဟုတ်တယ်ဗျပြန်ပြီးတော့မှအသူတို့ဒိုးစစ်ပေါ်တော့ပြန်ဆင်နေတဲ့အနေသားရှိတယ်။အသူတို့ပြန်ဒိုးဒိုးစစ်ပြန်ပြီးကစားလာတာကအဲ့တော့ဖေဖော်ဝါရီလကောင်းနေလက်ရှိချိန်တွေအသူတို့ဒီဒိုးစစ်ကစားနေပေါ့။ရန်ကုန်ကအဒရုန်းနဲ့ကောင်းကောင်းလုံအောင်တုံးပြနေရရှိနေတယ်နော်။အသူတို့ဒိုးစစ်ကတပြိုင်တည်းထိုးနေလို့ကျွန်တော်တို့တုံးတက်လို့ရမယ်ဗျ။ အဲ့တော့မြန်မာလုံးကတော့ခဏမှရောက်ကြည့်ရသတော့ဘာလို့နေပြန်။အဲ့ sorry တနက်ကစတော့ဘာတုံးနေအောင်တကယ်နဲ့တွေးစင်နေလို့တော့မှကျွန်တော်တို့တုံးတက်ပါလေ။တင်းဝေရွာကတော့စစ်တပ်ကပြီးခဲ့တဲ့ဒီဇင်ဘာလမှာပြန်လည်ထိန်းချုပ်ထားနိုင်ပြီးလက်ရှိအခြေအနေကတော့မိသား90လောက်အကွာမှာနှစ်ဖက်တပ်တွေစိုင်ထားတဲ့အခြေအနေဖြစ်ကြောင်းသိရပါဗျ။ဒါအပြင်စစ်တပ်ကတပ်စခန်းတွေအလုံးကိုလေကြောင်းကနေရိတ်ခလက်နက်စစ်ရင်အားတွေဖြစ်တင်းနေခဲ့ပြီး5-5လောက်ကစလို့ ဝိုင်းပိတ်ခံရတဲ့တက်စကန်တွေကနေထွက်ခွာဖို့အတွက်တံပြန်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။တပိတ်ချင်းမှာလှုပ်ရှားနေတဲ့တပ်ဖွဲ့တစ်ခုဖြစ်တဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တာဝန်ရှိသူရဲ့စာနဲ့ပြောပြချက်ကို DVB သတင်းတောက်ကအသံအစားထုတ်ဖတ်ပြထားပါတယ်။ခုနှစ်မိုင်မှာတိုက်ပွဲနေတိုင်းလို့လို့ဖြစ်နေတယ်လို့ကြားရပါတယ်။စကားဆာရဲ့ drone ၃စီးလောက်ကိုဖျက်ချနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။အရေးကြီးတဲ့ point တွေမှာဆိုအပြန်အလှန်ပြန်သိမ်းတဲ့အချိန်တွေမှာတိုက်ပွဲတွေပြင်းထန်ကြတယ်။ခုနှစ်မိုင်ဘက်ကလောလောဆယ်ပိုပြင်းထန်နေတယ်။ တွင်းငယ်ဘက်ကလည်းပြင်းထန်တဲ့ရက်တွေလည်းရှိပါတယ်။စကားစရီကနားလိုက်တိုက်လိုက်ခဲရက်တွေပြန်ဖြေးလိုက်လာတိုက်လိုက်နေပဲ။ဒရုန်းဘုံးတီးက၅ပေါင်ယူနီတက်ဘူးအကြီးတစ်လုံးစာလောက်ကြီးတဲ့ဘုံးတွေပေါ့။အခုလိုမျိုးလက်နက်ကြီးတွေဒရုန်းတွေလေကြောင်းတိုက်ခိုက်မှုတွေကြောင့်တွင်းငယ်ရွာပါဝင်းကြောက်ဖြာကြောက်ဦးပန်းပင်မတ်တော်မူစပယ်နကူဂျင်းညာဦး၄မိုင်၆မိုင်ခုနှစ်မိုင်ဝင်းကျင်နေမှာရှိကြတဲ့ဒေသခံတောင်းနဲ့ချီထွက်ပြေးနေရတာရှစ်လဝင်းကျင်ကြာမြင့်လာပါပြီ။၂၀၁၄တကောင်စင်းရာ လူဦးရေတသောင်းနီးပါးနေထိုင်ကြတဲ့သွင်းငယ်ရွာမှာတော့စစ်ကောင်စီတပ်တွေပြန်ရပြီးနောက်ပြစ်ကွင်းရှင်းဖို့ဆိုပြီးနေအိမ်တွေကိုမိရှုတာကြောင့်ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးခဲ့ရပါတယ်ကျွန်တော်စိုးသူအောင်ပါ အာဂျင်တီးနားစိုက်ကံမျိုးဘာဟီယာဘလန်ကာမှာမလ9ရက်တောက်ကြနေကဝင်းအောင်တက်ခတ်ခဲ့တဲ့ကတ်ဆိုးမုန်တိုင်းတစ်ခုကြောင့်အနည်းဆုံးလူ16ဦးထပ်မံသေဆုံးပြီးမျိုးရ40ရာခိုင်နှုန်းမှာလျှက်စနက်ရေးပြတ်တောက်နေတယ်လို့ပြည်တွင်းမီဒီယာတွေက မလ10ရက်တနင်္လာနေ့မှာသတင်းပေးပို့ထားပါတယ်ဒေသရင်းမှာမိုးရေ400မီလီမီတာကျော်ရွာချခဲ့ကြောင်းဒေသအာဏာပိုင်တွေအတည်ပြုခဲ့ပြီးနေထိုင်သူ1443ဦးကိုဘေးလွတ်ရာရွှေ့ပြောင်းခံခဲ့ရပါတယ်။ လူရောက်တရာကျော်ပျောက်ဆုံးနေကြောင်းသတင်းရရှိထားလို့အရေးပေါ်ရှာဖွေရေးတွေလှုပ်ဆောင်နေပြီးတော့ကစေးလုပ်ငန်းတွေကိုလည်းဆက်လက်လှုပ်ဆောင်နေပါတယ်တဘာဝဘီအန်ဒီယကိုတုတ်ပြတဲ့အနေနဲ့အာဂျင်တီးနားအစိုးရဟာတုံးရကြနိုင်ငံတော်ဝန်ထဲချင်းအထိမ်းအမှတ်ဖြစ်ကြေညာပြီးကစဲလုပ်ငန်းတွေကိုချက်ချင်းပံ့ပိုးပေးဖို့အရေးပေါ်အကူအညီအတွက် ပီဆို10ဘီလီယံခန့်မှန်းခြေအမေရိကန်ဒေါ်လာ6.4သန်းပေးအပ်ခဲ့ပါတယ်။ဘာဟီယာပလန်ကာမြို့တော်ဝန်က ပြစီဆိုရှယ်မှုအတိုင်းတာကိုမိခွန်ပြောကြားခဲ့ပြီးပြည်လဲတိဆောက်ရေးကုန်ကြဆိတ်ဟာပီဆို400ဘီလီယံအမေရိကန်ဒေါ်လာ385သန်းကျော်လွန်မယ်လို့ခန့်မှန်းထားပါတယ်ရှင်ဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆက်မအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်